အင်္ဂါသာသမီတရားမိတ်ဆွေပေါင်းမင်္ဂလာပါနော်အင်္ဂါသာသမီများအတွေ့အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပြနေတာဖြစ်တဲ့ဒုက္ခကျေပွင့်တေတော်နမိတ်ကိုကေရော့ကခုနကချပြီးတော့ကန်ဒီမာဖတ်ချပေးမှာဖြစ်ပါတယ်နော်တော့ရဲ့မိတ်ဆွေတွေဟောဒရန်စီစဉ်လေးမစတဲ့ခင်မှာအယူရမင်္ဂလာချမ်းနေပြီးတော့တရင်ငကားလေးတွေပါတယ်မှာဆိုတော့ယူရမင်္ဂလာချမ်းကိုဘုံတုံးနဲ့လွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမကြီးဖွင့်ပါလေဤသူမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရေအားစီရင်နေဆောင်ရွက်လို့ရပါ ဆိုတော့ယူရိုမင်္ဂလာချံကိုမာစပစ်လုပ်တဲ့ရေရရာတွေကိုရေရရာကြီးပါကြီးညာကြီးတရားတစ်ချက်မှာမယူပဲမတောင်းခံပဲနဲ့မြေတာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရရာဆောင်ရွက်ပေးနေတဲ့ရေရရာအောင်မြင်ပဲဖြစ်ပါလေနော်ဒါကြောင့်ထောက်ကြံကြော်မော်ဘီတိုးဂိတ်နောက်မှာကိုလွန်ဝင်းဆိုတဲ့မှတ်တိုင်ကြည့်ပါလေပိန်နေကုန်ကြီးပါမှာတည်ရှိပါလေအဲ့တော့တချို့သောသူတွေတို့ယူရိုမင်္ဂလာချံကိုမလာနိုင်ဘူး။ဗေဒင်မေးကျင်တဲ့မိသူတွေရှိပါတယ်။တို့ကမှအခက်အခဲတွေရှိလို့ကိုကြီးတောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တယ်39ကို692395လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39ကို09290296ဆိုတဲ့ Viber ဖုန်းနံပါတ်နှလုံးဝနေပြီးတော့ဗီဒီယိုလို့ရပါတယ်ဟောစနန်းနေမှာလို့ရပါတယ်ရေရာကိစ္စတွေအကူအညီတောင်းခံလို့ရပါတယ်နောက် ဒါလေးတွေကတော့အဘဆရာကြီးမင်းနေကရဲ့ကြီးနေပတော့အပီပေါ့ဆိုတဲ့ပရီလေးဖြစ်ပါတယ်နော်မိမိတို့ရဲ့အလုပ်ကံအကြံစီစိတ်ကူးရည်ရဲချက်ရည်မှန်းချက်တွေကိုမြန်မြန်တန်တန်ပြည်သည်ပြည်မြောက်အောင်မြင်စေရဖို့အတွက်အတိတ်ထံပြုပြီးတော့ဆေးရတဲ့ဆရာကြီးမင်းနေကအဘမင်းနေကရဲ့ကြီးပတော့ပရီလေးဖြစ်ပါတယ်ဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်းဤလက်ပတ်လေးတွေဖြစ်ပါတယ်အဆောင်လက်ပတ်လေးတွေပါဒါအကျမ်းမကြီးကောင်းဖို့ဆိုရင်အဝါရောင်လက်ပတ်လေးဖြစ်တယ်စီဝါရည်အတွက်ဆိုရင်အစိမ်းရောင်လက်ပတ်လေးဖြစ်တယ်အခြေအနေအောင်ဆိုရင်အနီရောင်လက်ပတ်လေးဖြစ်ပါတယ်အဲ့လက်ပတ်လေးတွေ နောက်တစ်ခုကဒါကတော့ဒီအင်းသုံးမျိုးပါတွဲလောက်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်။ဒါကတော့လောင်ကစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနိုင်ရသေးတယ်ဒိုးကလေးဖြစ်ပါတယ်။ဒါကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်သေးတဲ့ဈေးသားရောင်းမှဒါကတော့ဈေးဆိုင်တွေ၊စတိုးဆိုင်တွေ၊စားတောက်ဆိုင်တွေလုပ်ငန်းတွေရောင်းအားဝယ်အားကောင်းစေဖို့အတွက်ကျွန်တော်စီရင်ထားတဲ့စမဖျောင်းနိုင်လေးတွေဖြစ်ပါတယ်။ဒီမှာစမလေးတွေနဲ့စီရင်ထားတာပါ။ဒါကတော့အရေးကြီးတဲ့ကိစ္စတွေမှာနေနံလိုက်အတိတ်ကနေထုံးကြီးပူဇော်ရတယ်။ ်အာယရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေမှာအခက်အခဲတွေရှိနေတယ်ဒါလေးတွေလည်းလိုချင်တယ်မှားချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39692 3950ခုနဲ့ဆိုတော့ Viber နံပါတ်ရဲ့39992000ဆိုတဲ့ဖုန်းနံပါတ်အဲ့နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ဘေးရင်ဟော့စတန်တွေကိုလည်းမှာယူနိုင်ပါတယ်နော်ငါသားသမီးတွေအတွက်ဒီကလာတွေမှာအကောင်းဆုံးသောကံကြမ္မာတွေရှိပါတယ်။အဲဒါတော့နံပါတ်၄က ငွေကြေးနဲ့ပတ်သက်တဲ့ကန္တရာဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကန္တရာမှာကျတော့ကျေပွင့်ဘယင်းဆိုတဲ့သင်္ကေတနမိတ်ပါ။ဒါကြောင့်ငွေကြေးကိုအကြောင်းပြုပြီးတော့အဆင်ပြေမယ်ပေါ့နော်။ငွေကြေးကန္တရာတွေကောင်းတယ်။ဒီဘက်တကယ်ဆိုငွေဆုလိုက်ပြန်လိုက်ဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ရစရာရှိတဲ့ငွေတွေစောစောမောမောရပြီးတော့ပေးစရာရှိတဲ့ငွေတွေပေးနိုင်မယ့်ကန္တရာမျိုးရှိပါတယ်။ကို့မှာငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေရှိနေတော့မှဘေးကနေပြီးတော့ကူညီပေးမဲ့လူတွေပံ့ပိုးပေးမဲ့လူတွေစောင့်ကြောက်ပေးမဲ့လူတွေပေါ်ပေါက်လာတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ တော့ငွေကန်တော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီကာလမှာကိုကိုတိုင်းရလဲပဲမမျော်လင့်မဲ့နဲ့ထီပေါက်တတ်တဲ့အချိန်ကာလဖြစ်တယ်အဲတန်းနိုင်တယ်လို့ပေါ့နော်ထီတွေပါတွေထိုးပေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ထီကန်ကောင်းပါတယ်နံပါတ်1ကတော့ကျမ်းမာကြီးပေါ့နော်ကျမ်းမာကြီးနဲ့ပတ်သက်တဲ့ကန်တာကတော့တဟာမိတ်ဆိုရယတိနမိတ်ပေါ့ယတိနမိတ်ဆိုတာလေအင်မတန်မှကောင်းသောနမိတ်ပါယတိသူတော်တင်တစ်ပါးရဲ့တင်ဂီတာနမိတ်ကြတယ်ဒါကြောင့်ကျမ်းမာကြီးစိုးစိုးရွားရွား အညံ့တွေအခိုက်တွေယောဂါတွေမကြုံနိုင်ပါဘူး။ကိုယ်ကျမ်းမာရေးတွေညံ့နေတာမှာကျမ်းမာရေးတွေတိတိတသာ ပြန်ပြီးတော့ကောင်းမွန်လာတတ်တဲ့တိုးတက်လာတတ်ပါတယ်။ကိုယ်ခံစားနေရတဲ့ယောဂါဝေဒနာတွေဟာအသက်တာပျောက်ကင်းသွားတတ်တဲ့ချိန်ကာလပါ။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့မျက်စိနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဆိုကီယူဆိုင်တင်ပါတယ်နော်။မျက်စိမုံနာတို့မျက်မှန်စစ်ဆေးရတာတို့မျက်စိစေကန်းသွားတာတို့မျက်မှန်ကိစ္စအတွေ့ဆေးရုံစေကန်းတွေရောက်တာတို့အဲ့လိုမျိုးတွေကြုံရတတ်တယ်။ ောက်တစ်ခုကတော့အင်္ဂါသားသမီးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့ကံစားတာတော်တော်လေးကောင်းမှာပညာရေးပညာအသစ်တွေပါရရတတ်တယ်ပေါ့နော်ပညာသစ်ရတတ်တယ်ပညာရေးတွေစိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ပညာရေးကံစားတာအထူးကောင်းတယ်နောက်နိုင်ငံမှာကြောင်းသွားတက်မဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဘာသာရေးနဲ့ပတ်သက်တဲ့အသေးတန်လေးတွေလည်းစတင်ဝင်ရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်မိကောင်းဆွေကောင်းတွေဆရာကောင်းသမားကောင်းတွေရဲ့ကူညီဆောင်ရှားမှုလည်းရတတ်ပါတယ် နောက်တစ်ခုကလူမှုရေးကန်တာလည်းဒုစစ်ချောင်းနမိတ်ပေါ့နော်ဒုစစ်ချောင်းကကောင်းငင်မှာပြန်တန်းတဲ့နမိတ်ကြပါအဲတော့မိတ်ဆွေအစ်တတွေရတတ်တယ်အပေါင်းအသင်းအစ်တတွေရတတ်တယ်တငယ်ချင်းအစ်တတွေရတတ်မိတ်ဆွေအပေါင်းအသင်းငယ်ချင်းတွေကိုအကြောင်းပြုပြီးတော့ကောင်းကျိုးရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်နောက်တစ်ခုကပထမဆုံးကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်စိုးမိုးနေတဲ့ Deuteronomy ဆိုရင်နော် The Empire ဆိုတာ Aggregate ပေါ့နော် Aggregate ကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့အနည်းငယ်အလုပ်အကိုင်းတွေနောက်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင် အနေငယ်အကြသေးကြောင်ရတတ်တယ်အခက်ခဲတွေကြောင်ရတတ်တယ်။ Now wing way ထက် trunk way ညာနေရတတ်တယ်။ဒါကြောင့်ဒီတပတ်တာကာလမှာကျွန်တော်အင်္ဂါသားသမီးတွေအတွက်အထူးအရေးကြီးတဲ့ခန္ဓာကိုပြောပါစေ။အဲ wing way trunk way မမျှခြင်းကိုပဲပြောမှာပါပဲ။ဝင်းနှင်းငွေကမဝင်းဘူးလားဆိုတော့လေဝင်းတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးပြပြီးတော့ငွေပြန်ပြီးတော့ထွက်သွားတတ်တယ်။အဲ့ဒါတကူ။နောက်တစ်ခုကအမြဲတမ်းလိုငွေပြနေတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဒီလိုပတ်စံနေလိုနေတာ ခိုးအတွက်ပတ်စံလေးလိုတယ်ဒီအတွက်ပတ်စံလေးလိုတယ်ဒီစင်းလုံးငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါပူပန်နေရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်တယ်။နောက်ခုကမိသားစုဆွေမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတမနာပေါင်းစောကိုပဲတာဝန်ယူနေရတာတို့ကိုပဲဒီငွေကြေးကဏ္ဍတွေမှာဥဆောင်ပြီးတော့ဖြည့်ဆင်းနေရတာတို့ဒါမျိုးတွေကြုံရတတ်တယ်။ဒါကြောင့်မိသားကပေးဖို့ဆိုလဲကိုပဲကိုတာဝန်ယူရကလေးချောင်းသေးဆိုလဲကိုပဲနော်အိမ်ပြင်းဖို့ဆိုရင်လဲကိုပဲ ကစားရတော့ဒါရေးနာရေးကိစ္စဆိုရင်လည်းကိုပဲပေါ့နော်အဲ့တော့အင်္ဂါသားသမီးတွေရဲ့ဒီကလာတွေမှာဆိုရင်တော့အဲ့ကိုပဲကိုပဲတွေနဲ့ပဲငွေကုန်ကြီးကြတွေများပြီးတော့ငွေကြေးမစုဆောင်နိုင်ပြစ်တာတွေတက်တတ်တယ်ငွေကုန်ကြီးကြများတာမျိုးတွေတက်တတ်တယ်အဖက်ဖက်ကနေအဆင်မပြေတာမျိုးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့စီးပွားရေးကဏ္ဍကိုပြောရမယ်ဆိုရင်လည်းလက်ရှိလုပ်ကိုစိတ်ကုံနေတတ်ပါလက်ရှိလုပ်ကနေထွက်ကျင်သေးလဲပေါ်ပေါက်နေတတ်တယ်ဒါပေမဲ့ထွက်လဲမထွက်ဖြစ်ဘူးလုပ်ငန်းတွေလည်းမစတင်ပြီပဲနဲ့အဲ့ဒီအဆင်မပြေတဲ့ အလုံးမှာပဲအဆင်မပြေတဲ့နေရာမှာပဲအဆင်မပြေတဲ့ဌာနပါပဲတဝဲလေလေဖြစ်နေရတဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။ဒီကမှာနှောင့်နှေးမဲ့ကိစ္စလေးတွေရှိပါတယ်။အဲ့ဒါအလုံးအပြောင်းအရွှေ့နေရာအပြောင်းအရွှေ့ဌာနအပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ရင်အနည်းငယ်နှောင့်နှေးကြံ့ကြံ့မှုတွေကျွမ်းဝတတ်ပါတယ်။နောက်အင်္ဂါသားသမီးတွေရဲ့အခြေအနေနှောင့်နှေးနဲ့ပတ်သက်တဲ့ကဏ္ဍကတော့ Queen ဆိုတာကျယ်ဝင့်ဧကရီဆိုတဲ့နမိတ်ကြတယ်။ကျယ်ဝင့်ဧကရီဆိုတာတော့ emblem ကောင်းသောနမိတ်ပါ။ အခြေအနေပတ်သက်ရင်စိတ်ချမ်းသာမယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ်စိတ်တန်းကြကောင်းမယ်ကံတာတာမျိုးရှိပါတယ်လို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားစသည်ဖြင့်တွေ့ဝင်နေတဲ့ကိစ္စတွေဒွေးရဖြစ်နေတဲ့ကိစ္စတွေတန်တရားဖြစ်နေတဲ့ကိစ္စတွေမတင်မကြဖြစ်နေတဲ့ကိစ္စတွေဆိုရင်တော့ဒီကလာမှာလှုပ်တင်တဲ့အထက်မှာပေါ်ပါတယ်လို့ရင်တိုးတက်နိုင်တဲ့ကံတာတာမျိုးရှိပါတယ်အခြေအနေအများကြီးကောင်းနိုင်တဲ့ကံတာတာမျိုးတွေမှာရှိပါတယ် ။အပြီးကတော့ကျမ်းမာရေးကောင်းမယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ကန်တာကောင်းတယ်။လူမှုရေးနဲ့ပတ်သက်ရင်ကန်တာကောင်းတယ်။ပင်သာရေးကန်တာတွေကောင်းမှာ။အပြီးကတော့နည်းနည်းခက်ခဲတာတော့ဝင်ဝင်နဲ့ထွက်ငွေမမျှတာ။အလုပ်လေးတွေနည်းနည်းမတင်မကြဖြစ်တာတို့တွေတော့ကြုံရတတ်ပါတယ်။ရင်သာသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်။အဝါယောင်နဲ့အနက်ယောင်လည်းကောင်းပါတယ်။တီလို့ရတယ်ကံနမဲ့တို့ရတယ်ဝါသနာပါတဲ့အင်္ဂါသားသမီးတွေဆိုရင်9အစာ9စုံ9အစာ9စုံစတဲ့နံပါတ်တွေချပြီးတော့ထိုးပါ ညစွာပြခြင်းကိုတော်မြတ်ကြီးကိုပေါင်မုတ်ထောပတ်တုံ၅ချက် ကလူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအင်္ဂါသာသမီးတွေကျုံးကြရတယ်မကောင်းတဲ့ကျန်းစာတာအညံ့ခိုက်တွေပြေပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတင်မှာဖြစ်ပါတယ်အင်္ဂါသာသမီးတို့ရဲ့မိတ်ဆွေပေါင်းကိုယ်ကြီးကျမ်းစာခြင်းစိတ်ချမ်းသာခြင်းနဲ့တလုံးတစ်ဝါတည်းပြည့်စုံနိုင်ကြပါစေတန်တဲ့အောင်ဆောင်နိုင်ကြပြီးတော့လူရာဆန္ဒတွေလည်းအပြည့်အဝရရှိကြပါစေလို့ဒီရောမင်္ဂလာချမ်းတွေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်